2025ခုနှစ်နိုဘာလ24ရက်တနင်္လာနေ့မနေ့ကိုနှုတ်ကရောညီဖျားခင်သာတက်ရောက်လာတယ်။ကျွန်တော်တို့တင်ပြခန်းစားပြီးတိရစ္ဆာန်ကလာတော့လာချင်လဲမဲ့ခွင့်ရအတွက်ပြင်ဆင်ပေးဖျက်ရှင်နာမှာပုံကြည့်ပါစီတော့။ကာလချေကိုရှေ့ဆိုရရွေးနှောင်းမစွေနှစ်ဆန်ဘဒီကနေ့ပါဝင်ကျွန်တော်ကျမတယောက်ချင်းစီအသက်ရှင်ကလေးရပ်ပေါင်းက328ရက်ရှိခဲ့ပြီဖြစ်ပါတယ်။ကိုလွန်ကတဲ့328ကိုဘလို့သုံးပြုကလေးပြန်ပြောင်းပြီးဆန်းစစ်စစ်သားဆင်ရင်နှုတ်သွင်းရအောင်။ကျရှိသေးတာမနက်ဖြန်နေစပြီးနှစ်ကုန်တီး39ရက်ပဲကြာပါတော့တယ် ကျန်ရှိတဲ့39ရောက်လဲကာလာချွန်ကောင်းဆုံးရွေးနုတ်ပြီးသွားလာခြင်းလဲပို့လို့မှာရှေးဥစွာတိုက်တွန်းလို့ဆိုပြစီဒီကနေ့ my bless morning အစီအစဉ်ကိုအဓိကခြေပြမဲ့ကျမ်းစာတော့ယေရမိနာခရစ်ယာန်ခန်းကြီး33အပိုင်ငယ်3ဖြစ်ပါတယ်နောက်ကိုခေါ်တော့ငါထုမိကြီးသောအရာသင်မသိနိုင်အောင်နည်းနည်းသော အရာတို့ကိုငါပြပြီနှုတ်တော်သည်အသက်ရှင်တဲ့ဆိုတော့ဖြစ်တဲ့ရောက်တဲ့မှာဘုရားသခင်သည်အတိတ်တစ်ပတ်ပြန်လဲကောင်းချီးပြပါစေတော့ ်အာမင်တချို့တွေကတင်စားပြီးတော့ယေရမိ33ပိုင်းနဲ့3ဘုရားခင်ကိုဖုံးဆက်လို့ရတဲ့333လို့ပြောလို့ရှိပါတယ်ဒါနဲ့ကောင်းတဲ့ယူဆချက်လေးပဲဖြစ်ပါတယ်မှန်ပါတယ်ဘုရားခင်ကိုခေါ်ရင်ဘုရားခင်ထူတယ်သူ့တောင်းဆိုတဲ့ခါမှာခုနကျမ်းစာလာတဲ့အချိန်နော်ကြီးသောအရာနည်းနည်းသောအရာတွေကိုငါပြသမယ်လို့ပြောပါတယ်တန်လိုက်တာလို့ကျွန်တော်ပြောခြင်းလား ျွန်တော်ဘက်ကတောင်းလိုက်ယူမယ်နော်တောင်းတာလည်းရတယ်အဲ့ဒါပြင်ကြီးသောအရာနည်းနည်းသောအရာကျွန်တော်မမျော်မှန်းထားတဲ့အရာတွေပါဖျားခင်ပေးမယ်ဆိုတဲ့ဂရိစကားပဲဖြစ်ပါတယ်ဒီယေရမိနာဂရကျန်ခိုင်း33ပိုက်ငယ်3နဲ့ညီညွတ်မျှတာတဲ့ကျမ်းပိုက်ကိုပြောပါဆိုရင်တမသက်မှာမသက်ခန်းကြီး9နဲ့အပိုက်ငယ်9ရှစ်ကိုပြောမှာဖြစ်ပါတယ်အဲ့ဒါဘာပြောလဲတောင်းကြလို့တောင်းနေရမယ်ရှာကြလို့ ရှာလင်တွေ့မယ်တကားကိုခောက်ကြတော့ခောက်လင်ဖွင့်မယ်နောက်ကျန်းစာပါဆက်ပြောသေးလဲတောင်းသောသူဒီကရရင်ရှာသောသူကတွေ့တယ်ခောက်သောသူကလည်းတကားကိုဖွင့်တယ်လို့ပြောပါတယ်ဒါဒီနေ့ကျွန်တော်တို့ဘဝတက်တာထဲမှာဘုရားသခင်ဆူတောင်းခြင်းဟာဘယ်တော့ထိကြီးမားတဲ့ကောင်းကြီးမင်္ဂလာလို့ဖော်ပြခြင်းလားဒီချိန်ကလာကျွန်တော်နိုင်ငံမှာရှိတဲ့ ုံကြည်သူတွေကျွန်တော်တိုင်းသူပြည်သားအတွက်အတ္တိဒုက္ခဆင်းရဲရောက်နေခြင်းဖြစ်ပါတယ်အရင်ကာလနဲ့မထူမထူပဲနဲ့တတော်ကြီးကိုထူချားပြီးတော့ဘောနဲ့အရင်ကာလဒါမျိုးကျွန်တော်မကြုံခဲ့ဘူးတွေ့လည်းမတွေ့ခဲ့ဘူးကြားလည်းမကြားခဲ့ဘူးအခုကာလမှာတော့နေတိုင်းလူတွေဟုတ်လားတေကြီးပစ္စည်းနေတာတွေအားအများကြီးကြတာစိတ်မချမ်းသာစရာပဲဒါကြောင့်ဆိုးညက်ဆိုးယုံတဲ့ခေတ်ကာလကြီးမှာ အသက်ရှင်တဲ့ဖျားပေါ်မှာမိတီခုန်ကိုစားခြင်းဟာပရောဖက်ကြီးမားတဲ့ကောင်းကြီးမင်္ဂလာတွေလို့ဖော်ပြခြင်းတာဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ချက်တော်ဒီကပမာလို့ကျမ်းစာလာတိုင်းဟလာနာကိုခေါ်လို့နာထူးမယ်။သင်မသိနိုင်အောင်နော်နည်းနည်းတဲ့အရာကြီးသောအရာတွေကိုပြသမယ်လို့ပြောပါတယ်။မသိနိုင်ဘူးပြောတယ်ခုနကျွန်တော်ပြောတဲ့အတိုင်းမမျောတာတော့မမျောမှန်းတာဘူး။တန်ဖျားခဲ့တာဟုတ် ပေးမယ်လို့ပြောပြပါတယ်။ဒါကျွန်တော်တို့စတော်ညင်ဘွားတက်တာအဖြစ်ဖြတ်ခင်တယ်မှာတူဝင်ချိကပ်ပြီးသွားလာခြင်းလေအောင်အတိတ်ကလာကျွန်တော်ဝင်ကားမှုပါတယ်။အရှင်ရှုတွက်ကတော့စတောင်းခြင်းကသူ့ဘွားတက်တာပဲ။နော် Prayer is his life စတောင်းခြင်းကသူ့ဘွားတက်တာပဲ။မကျွန်တော်တက်တာမှာဖြစ်တက်တာပြောရတာရှက်လဲရှက်ဆရာကောင်းလေ။ကျွန်တော်ဘွားတက်မှာတော့ Prayer is a part of our life ကျွန်တော်ဘွားတက်တာအစိတ်ပိုင်းတစ်ပိုင်းပဲဖြစ်နေလား။နော် ဆူတောင်းခြင်းတောင်းတယ်မတောင်းခြင်းမတောင်းတော့ဆိုလို့ရှင်တာပါအမြဲတမ်းဆူတောင်းခြင်းနဲ့ကျွန်တော်အချိန်တိုင်းရောအသုံးမပြုတတ်ဘူးအစဉ်မပြတ်ဆူတောင်းပါကာလအစဉ်ဆူတောင်းပါလို့ပြောမယ်ကျွန်တော်ဆူတောင်းခြင်းမှာဆူတောင်းတတ်ကြတာပေါ့ဘူးလားဒါပေမဲ့ဆူတောင်းခြင်းကြိုးကြည့်ဆိုတာဘလောက်ကြီးမှာလဲကျောင်းနိုင်ငံမှာတွေ့ကြုံရတဲ့အခက်အခဲတွေဟိုနိုင်ငံကြီးအရှုပ်ရှင်းနေဟိုစစ်မှုကြီးရတဲ့ပြတ်တက်တဲ့ပတ်သက်တဲ့အရာတွေစီးပွားရေးပညာရေးလားကျန်းမာရေးလားဒါတွေအားလုံးကို ဂျေစုတော်ပြင်တော်ဆိုတဲ့နော်ခမီးတော်ဘုရားသခင်ရဲ့အထောက်တော်မောက်ကိုတားတော်မြတ်သခင်ယေရှုခရစ်ရဲ့နာမတော်အဖြစ်တူဝင်ချစ်ကပ်ပြီးဝင်တဲ့သူတွေဖြစ်ကြအောင်လို့စတောင်းခြင်းနဲ့ပတ်သက်ပြီးတိုက်တော်နှုတ်ဆိုလိုပါတယ်။ကျောင်းတော်နဲ့ကွတ်တော်နဲ့ဝင်ကချာဖြင့်ရောက်တယ်မောဘုရားသခင်သည်အတ္တတပါပြလဲကောင်းချီးပေးပါစီတော့စတောင်းနိုင်ကြပါစို့။မြတ်တော်ရှင်ဘုရားကိုရောကငါ့ကိုခေါ်လို့ပြောပါတယ်။သူပြောတဲ့အခါငါထူးမယ်လို့ပြောတယ်။ကြီးတဲ့ယာရီတအားမသိနိုင်တဲ့ နည်းနည်းတွေရတယ်ပြသမယ်လို့ပြောပါတယ်။ကြောက်ဒီနေ့သာရဘွားသက်သာပြီးမှာဟိုလောလပြစ်စုံပန်တွေ့ကြုံရတဲ့နိုင်ငံရဲ့ခက်ခဲတွေစီးပွားရေး၊ကျန်းမာရေး၊ပညာရေးမှာစခေါ်ခက်ခဲတဲ့မှုတွေရအားလုံးကိုကိုရရှင်တန်ကိုတူဝင်ကြီးကကျန်းဖြင့်အဖြေရယူစရာအကြောင်းဖြစ်စေဖို့ပါကိုရံမဆကြောက်ချင်းစေတတ်တာကိုအလင်းပေးခြင်းပဲ့ပြင်ခြင်းသွင်းခြင်းသူကပြုပြီးတော့ကောင်းချီးပေးပါမိကြောင်း တဘာဒီတော်သားတော်အရှင်ရှုဖျားနာမတော်ပြည့်ကိုပြီးပြူပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနံ့ကြပါရစေ။ဖာဖျားသခင်အာမင်။စရောညောင်ဖြစ်တဲ့ကြောင့် public မှာ share လုပ်ပေးပါလို့ကျွန်တော်တောင်းဆိုလိုပါတယ်။လှုပ်ဆောင်သွားမယ့်သူရောက်တဲ့ပုံမှာဘုရားသခင်သည်ကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တုံ့လုံးပြီးလက်ပြတော်ပူပါစေသော။အာမင်။